Hello အားလုံးပဲမင်္ဂလာပါရှင်တရေပေါင်းချုပ် channel ရနေပြန်လည်ကြိုဆိုပါရရှင်အခုပြောပြချင်တဲ့တရေချောင်းလေးကတော့ည7:00နာရီကျောင်းအိတ်ခန်300လေးရေလေးဝက်ချက်ဆိုတဲ့ဇလန်းလေးဖြစ်ပါတယ်2010ခုနှစ်ကရန်ကုန်တက္ကသိုလ်ကကျောင်းအိတ်ဆောင်တစ်ခုမှာကျောင်းသူလေးတယောက်မတော်တဆမှုနဲ့သိဆုံးခဲ့ဘူးလေ။အဲ့ဒီကျောင်းသူက အခန်း300လေးမှာတယောက်ထင်းနေခဲ့တာ သူမကိုည7နာရီမှာအခန်း304တဲ့မိချောင်းအောင်မှာလဲကျတည်ဆုံနေအောင်တွေ့ခဲ့ကြတယ်။တရားဝင်ကြေညာချက်မှာတော့မတော်တဆတည်ဆုံခြင်းလို့ပဲဖော်ပြခဲ့ကြတယ်။2023ခုနှစ်ဒီဇင်ဘာလ15ရက်အခန်း304မှာចောင်းသားလီရောက်စကားထိုင်ပြောနေကြတယ်။အဲ့ဒီအချိန်မှာပဲအခန်းထဲရှိမိချောင်းကယုတ်တည့်ရဲ့ဖလက်ဖလက်ဖလက်တွေဖြစ် မိတုံးမိတုံးတွေဖြစ်ပြီးတော့မိခလုတ်ကိုအပိတ်အဖွင့်လုပ်နေတဲ့ ောက်တောက်တောက်တောက်ဆိုတဲ့အတန်ကြီးကြားနေရပြီးတော့မိရလုံးဝအမောင်ကျသွားတယ်ကျောင်းသားလေးယောက်ထင်ရတယောက်ဟာဟောင်ဘူးကမြင်လာတဲ့ကလုတ်ကိုမြင်အဲ့မှာဇနေကျောင်းသားတွေကလေငါတို့တွေကဘသူမှမလုပ်ဘူးလို့ပြန်ပြောတယ်အဲ့ဒီအချိန်မှာပဲမိချောင်းအောင်ကကျမ်းပြင်မှာဖြူဖြူရော်ရော်အရေးတစ်ခုပေါ်လာတယ်သူတို့အားလုံးလည်းအဲ့အရေးကိုကြည့်ပြီးတော့အားလုံးချွေးပြန်ပြီးတော့လန့်သွားကြတယ်ပြီးတော့ ကျောင်းသားတွေကအလက်လက်ကြားနဲ့တကားပေါင်းရှိအောင်ထွက်ပြေးဖို့ကြိုးစားကြတယ်။ဒါပေမဲ့တကားကအလိုလျောက်ဝုန်းဆိုတဲ့အတန်ကြီးနဲ့ပိတ်သွားတယ်။ပြီးတော့အမောင်ထဲမှာအရှိကတဖြည်းဖြည်းနဲ့ပုံပေါ်လာပြီးတော့အဖြူရောင်ကျောင်းဝင်းစုံနဲ့မင်းကလေးတောင်းရဲ့ပုံရိပ်ဖြစ်လာတယ်။ပြီးတော့အဲ့ဒီကောင်မလေးကငါအခန်းထဲမှာဆူညံနေလို့အိတ်လို့မရအောင်ငါဒီမှာတယောက်ထင်နေရတာနဲ့ပေါင်းတဲ့စီချော ပြီးတော့သူမရဲ့လက်မျိုးကမိเจ้าကိုညွန်ပြပြီးတော့ဒီမိเจ้าအောင်မှာအန်တီးခဲ့တာဒီလိုတိလာဆိုပြီးចောင်းသားတွေကို6လံပါတယ်။နောက်တနည်းမနှက်မှာတော့ចောင်းသားတွေကိုအခန်း304ရဲ့မှာသတိလစ်နေတဲ့အနေထားနဲ့အတူမိเจ้าအောင်မှာရှေးချောင်းသူတယောက်ရဲ့ဓာတ်ပုံတစ်ပုံတွေ့ရပါတယ်။ပြီးတော့အဲ့ဓာတ်ပုံနောက်မှာတော့ငါ့ကိုကင်တင်မှာအန်တီးခဲ့တဲ့ចောင်းရင်းမှာဖော်ထုတ်ပေးပါလို့ရေးထားတယ် အိန္ဒိယဆပ်ပြီးတော့ည7နာရီကျော်ရင်အခန်း300ရလေးကိုဘသူမှမဝင်ရကြတော့ဘူးတချို့ကျောင်းသားတွေကညဘက်မှာအဲ့ဒီအခန်းရှိရဖြတ်သွားရင်မိကျောင်းပိတ်ခွင့်တန်းနေမိန်းကလေးတယောက်ငုံနေတဲ့တန်းနေကြာရတတ်တယ်လို့ဆိုကြတယ်အဲ့ဒီကျောင်းသူရဲ့ဝိညာဉ်ကသူမတည်ဆုံးခဲ့ရတဲ့အမှန်တရားကိုဖော်ထုတ်ပြဖို့စောင့်နေတယ်လို့လည်းတချို့ကယုံကြည်ကြတယ်။တင်းရောတင်းဘဝမှာတည်ရဲ့